မင်္ဂလာပါရှင် Rakuten Internet သုံးဆဲသူတွေအတွက်ပေါ့နော်အကြောင်းမင်းပြကြောင့်ဆက်မသုံးချင်ဘူးဆိုရင်စာချုပ်ဖြတ်ပုံပြန်လေးကိုပြပြထားပါတယ် website ဒါမှမဟုတ်ဆိုရင် My Rakuten application ကနေဖြတ်တာပေါ့နော်အခုကျမတို့မှာတော့ပေါ့နော် My Rakuten application ကနေဖြတ်ပုံပြန်လေးဖြစ်ပါတယ် အရင်ဆုံးကျမတို့လေ Myraku Tan Mobile Application ထဲဝင်ပါမယ်။ဝင်ပြီးဆိုရင်အဲ့ဒီမှာ Home Usage လေး line တွေရှိရဲ့ ATM လေး line ဝင်လိုက်မယ်နော်။ line ဝင်ပြီးသွားပြီဆိုတာ ਨੇ ဟိုအောက်ကိုဆင်းလိုက်မယ်ဆိုရင်အဲ့ဒီမှာလေ Other ဆိုပြီးရောရှိတယ်။အာ Other option ဆိုပြီးရောအဲ့ဒီထဲကိုနှိပ်မယ်။နှိပ်ပြီးတော့မှ Disconnect line ပေါ့နော်။ Disconnect line ကိုကျမတို့နှိပ်လိုက်မယ်နော်။အဲ့ဒါပြီးအောင်မှာ proof အဲ disconnect ကို line ကိုလိုက်နေပြီเนาะနိုင်ပြီးသွားရင်အောက်ကိုနည်းနည်းလေးဆင်းလိုက်မယ်အောက်ကိုဆင်းပြီးသွားရင်ဆိုရင်ဒီမှာကျမတို့ proof C ကိုနိုင်လိုက်မယ်เนาะ ရစီကိုနိုင်လိုက်မယ်နိုင်ပြီးပြီဆိုတာနဲ့ဒီမှာပေါ့နော်သူကတေချာလေးပတ်ခိုင်းနေပေါ့နော်အာတေချာလေးပတ်ခိုင်းနေဆိုရင်အဲ့ဒီမှာဖတ်ပြီးတော့မှကိုကပရိုစီကိုနိုင်မယ်အဓိကကတော့ပေါ့နော်သူတို့ဘလို့ဘလို့ plan လေးထားပြီးထားတယ်ဘလို့လက်ကားရရတယ်ဆိုတော့ပေါ့နော်ဒါဆိုရဲအဲ့လိုပဲသူတို့ဘလို့မှုရောအာအလကားလုတ်ပေးထားတဲ့အဟာလေးတွေပေါ့နော်အလို့ဆိုသူတို့က ဟိုစာချုပ်မဖြတ်ခင်ပေါ့နော်ဒီလိုလေးရှိရဲအကြောင်းသူတို့ပြောပြထားတယ်ပြီးတော့မှအဲ့ဒီမှာနော်ကိုကအသေးကြလေးဖတ်မယ်နော်ဘာလဲဆိုတော့ကိုကစာချုပ်ဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာအာ about visa contract နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါလေးကိုဆိုရင်ကျမတို့အကုန်လုံးတစ်ချင်မယ်ပေါ့နော်အချစ်လိုက်မှလည်းရှေ့ဆက်ကိုသွားလို့ရတာပေါ့နော်မချင်တော့သွားလို့မရဘူးပေါ့နော်ဆိုတော့ကျမတို့တေချာလေးဖတ်ပြီးတော့မှအဲချစ်ပါမယ်ချစ်ပြီးတော့မှဟိုအောက်ကိုဆင်းလိုက်ပြီးပေါ့နော်အောက်ကိုဆင်းလိုက်ပြီးဆိုရင် proceed ကိုနိုင်မယ် အဲနေပြီးသွားရေပေါ့နော်စကီရဲကိုနေပြီးသွားရေဆိုရင်အဲ့ဒီမှာနောက်တဲ့တစ်ခုပေါ့နော်အာတေချာဖတ်ခိုင်းမယ်အဲ့ဒါကိုလည်းပဲကျမတို့တေချာလေးဖတ်ပြီးတော့မှ point နေဆိုသူဘယ်လိုပေးတယ်ဘာညာကွိခွာပေါ့နော် line နေဆိုရင်ဘယ်လိုဘယ်လိုရှိရေဆိုတာအားလေးကိုပဲကျမတို့တစ်ချင်မယ်ချစ်ပြီးတာနဲ့ ဟာသူကြီးရေပေါ့အင်္ဂလိပ်လိုလေးရေးထားဆိုလေးတေချာလေးပေါ့နော်ဖတ်မယ်ဘာတွေဘာတွေရေးထားလဲဆိုတာအဲ့ဒါပြီးတော့မှကျွန်တော်တဖြည်းဖြည်းအောက်ကိုသွားမယ်ပေါ့နော်တကယ်တမ်းကြောင့်လေရာခူတန်ကတော်တော်သုံးရတာအဆင်ပြေတယ်ပေါ့နော်အော်လိမ်မကောင်းတဲ့သူအတွက်ဆိုရင်တော့မကောင်းဟိုဟာအဆင်မပြေဘူးတခြားဟာကိုပြောင်းမှရမှာဆိုတော့ပေါ့နော်အဲ့ဒါဆိုရင်ဒီရဲ့ဒီဗီဒီယိုကလေးတော်တော်လေးကိုအသုံးဝင်မယ်ထင်ပါတယ်စာချုပ်ဖြတ်နေရလေ ဆိုတော့ကျမတို့ဒီ hari တစ်တစ်ချစ်မယ်ချစ်ပြီးတာနဲ့ဟိုးအောင်မှရှိရဲ့ process ကိုပြန်သွားမယ်เนาะ process ကိုနှဲလိုက်ပြီเนาะ process ကိုနှဲလိုက်ပြီဆိုရင်အဲ့ဒီမှာတို့မိကုန်းနေပေါ့เนาะဘာကြောင့်ဖြစ်တာလဲပေါ့เนาะဆိုတော့အဲ့ဒီမှာအများကြီးပဲဖြေတယ်ပေါ့เนาะအဲ့ဒီမှာသွားလိုက်ပေါ့เนาะဟိုမှာကိုမဖြေခြင်းဘူးဆိုရင်အပေါ်မှာပေါ့เนาะအဝကာရနိုင်ကိုတားရဲတက်ခုနိုင်ပေါ့เนาะမဖြေခြင်းဘူးနားမလည်ဘူးဆိုတဲ့ဟာလေးကိုကဘာနေနေစာပြီးသဘောနေနေမေးတာဆိုတော့အဲ့ဒါလေးတွေကိုကို mm ဖြည့်ပြီးတော့ပေါ့နော်အာဆက်မေးလောက်လိုက်မယ်နော်ဆက်မေးလောက်လိုက်ပြီးဆိုရင်အာကိုရဲ့ဖုန်းထဲကိုအာ OTP ကုတ်ကြလာမယ်နော်ကြာလာပြီဆိုရင်အဲ့လိုလေးကြာလာနိုင်မယ် ကျလာပြီဆိုရင်ဒါကျမတော့မနိုင်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျမနိုင်လိမ့်ပြီဆိုရင်ကျမစာချုပ်ဖြတ်သူလို့ဖြစ်သွားမှာဆိုတော့နော်။ပြီးတော့မှဒီလို OTP ကုတ်ကြမယ်။ OTP ကုတ်ကိုနိုင်မယ်။နိုင်ပြီးတာနဲ့အဲမအဲ့ဒီဟာလို့ပေါ်လာမယ်ပေါ့။အဲ့ပြီးတော့မှခိုင်ရခုကိုရှူလျော်စုလို့အဲ့ဒါအောင်နိုင်လိမ့်မယ်ပေါ့နော်။ဒါဆိုပြီးသွားပါပြီပေါ့နော်။ပြီးသွားပြီးကိုယ့်ရဲ့ဂျီမီထဲမှာတို့ဒီခိုင်ရခုလောက်တဲ့ပေါ့နော်။ OCR ဆဲကိုတို့ပို့လိုက်မယ်ပေါ့နော်။အဲ့ဒါဆိုပြီးသွားပါပြီ။ကျမကပေါ့နော်ဒီဗီဒီယိုကိုဒီ website ကနေယူပြီးတော့ပေါ့နော်။အသေးစိတ်ကြည့်ပြီးတော့မှပြန်လည်မျှဝေတာ ဖြစ်ပါတယ်။ ယ်။ဆိုတော့ဒီထဲမှာလည်းပဲတော်တော်အသေးစိတ်လေးရေးထားတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးစင်ပြေရေပေါ့နော်။ပြီးတော့မှအဲ YouTube တွေကနေလည်း share ကြည့်လို့ရပါတယ်။ဒီ video ကလည်းအများကြီးအသုံးဝင်နေဆိုရင် like and share လေးလေးလှုပ်ပေးပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်။